ရန်ကုန်တိုင်းဒေသကြီးအတွင်းကဒလမြို့နယ်ဟာနေရာတီကာလရောက်ရင်တောက်တုံးရေရှားပါမှုတံကိုနှစ်စင်ခံနေရတာပါနှစ်စင်မက်စလာကစပြီးမေလကုန်အထိတောက်တုံးရေခက်ခဲဖြစ်ပေါ်တတ်ပြီးကျင်ပရေလူရှင်တွေလာရောက်လှူဒန်းတာတွေရှိပါတယ် ဒါပေမဲ့ဒီနေ့မှာတော့အခက်အခဲမျိုးမျိုးကြောင့်အလူရှင်တွေနေပလာပြီးဒလမြို့နယ်ကိုရေသွားရောက်လှူဒန်းဖို့အခက်အခဲတွေရှိနေတယ်လို့ပရိဒတ်ဖွဲ့တွေကပြောပါတယ်။ကျွန်တော်မြန်မာပြည်ရဲ့ဒီရန်ကုန်မှာရှိတဲ့ကျူးပေါ့နော်ကြီးကျယ်ပေါ်များတဲ့နေရာလေးဥပဒေပြီးပြီးနေပါလေ။နောက်ပဲကျွန်တော်ဒီရတရားရုပ်သားတွေပေါ့နော်ဖုန်းကြောင်းတွေလိုအပ်တဲ့အားလေးတွေကိုဒီကထားလို့ပြီးနေပါလေ။ဒီနောက်ကိုခါတော့ကျွန်တော်တို့ဒီ၃ငါးပိုင်းပေါ့နော်၃ငါးပိုင်းဟောဖြစ်နေကျွန်တော်တို့ဒီလက်ကုံလောက်ပေါ့ဗျာအဲ့လိုမျိုးပေါ့။လက်ကုံလောက်ကနေကျွန်တော်ရေလာတဲ့ဒီပေါ့ ခမ်းမင်းရက်ရက်တရာပေါ့တလားတော့၃ကြွားလို့ပဲတော့သွားလို့ပါတယ်ဒီနေ့တော့ဒီနေ့တော့အမှန်ပြောမယ်ကျွန်တော်တို့အပွင့်ပြည့်တော့လည်းကျွန်တော်ခါရင်းရတော့လည်းအလူရှင်နဲ့များတယ်လို့ကျွန်တော်တို့အခမ်းနဲ့လူပေးတယ်ပေါ့နော်ဒီနေ့တော့လည်းကျွန်တော်တို့ကိုယ်တိုင်လည်းနည်းနည်းလုပ်ရမယ်နော်ဒီဒီကြက်တော့ကြားမှာတော့ကျွန်တော်လည်းအမှန်တော့တော်တော်လေးရှင်းနေရတာဒီပိုင်းညာလည်းအလုံးတက်နေရပြီ။နောက်တော့ဒီလူရဲ့အလူရှင်လေးလည်းနည်းနည်းကြာလာတော့လက်ပန်းနည်းကြာတော့ရှိတာ။ဒီအလုံးလည်းကြက်နေတင်ပါလေ။အဲ့တော့ကျွန်တော်ဒီဒီနေ့ကတော့နည်းနည်း အလူရှင်ရှိနိုင်မှာပဲလူနိုင်ပါကျွန်တော်ဟုတ်ကဲ့ဗျာဟုတ်အလူရှင်နည်းနည်းနည်းလာပါတော့အလူရှင်လေးဟုတ်ကဲ့ပါဒလမြုံနယ်ဟာပုံမှန်မိုးရသည်နဲ့ဆောင်းရသည်တွေမှာတော့ရေတိုးလောင်ထားတဲ့ကံရည်တွေကိုသာအားထားနေရပြီးတောက်သုံးရည်ပြဿနာကိုဖြေရှင်းနေရတာပါအခုလိုပူပြင်းချောက်တွေ့တဲ့နေရာဒီကာလဆိုရင်တောက်တုံးရီကိုဝယ်ယူသုံးဆွဲနေရတယ်လို့ဒေတာကန်တွေကပြောပါတယ်။ရှင်ကဘယ်လိုဖြစ်နေလဲဆိုတော့အခုမနေ့ကဆိုရင်မနေ့၄နာရီရနေပြီးတော့မနေ့ဟို၈နာရီခန့်ရမယ်။ညနေဆိုရင် နေ့နေ့၄နာရီနေပြီးတော့နေ့နေ့6နာရီထိပဲခတ်ရမယ်။ဒီကခန်းသွားတယ်ဆိုတော့ပြောတာပဲအခုဒီမနေ့ကျင်ညာလေးရအုပ်ချုပ်ရေးကြောင့်ကရေကိုအချိန်နဲ့ခတ်ရမယ်တဲ့။ဒီကခန်းကို50တက်သွားပြီ250ဖြစ်သွားပြီ။ဒီနေ့တော့200အကောင်တောင်းရမှာမနစ်လူကမနစ်ထရစမတူတော့တာလေဒီကအချိန်ချင်းချင်းရှိနေခက်လက်ရှိကမနစ်ထရစမတူတော့တာဒီနေ့လာပြီးတော့မတွေ့ဒီလိုဘလောက်ရှိလဲဆိုတော့6000ဆိုရေးတက်စီဆို1500 2000ဖြစ်မှာပေါ့အဲ2000ပြောပါတယ် ရေ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 စင်းတော့ဝါအချိန်အချိန်နဲ့ခက်ရတော့ပုံဆိုးတာပေါ့လက်ရှိမှာဒလားမြို့နယ်အတွက်ယေစုကံတွေကိုမနက်9နာရီကနေ10နာရီထိတစ်ချိန်နဲ့ညနေ4နာရီကနေ6နာရီထိတစ်ချိန်အချိန်ပိုင်းနဲ့တောက်သုံးရခက်ယူသုံးဆဲခွင့်ပြုထားပြီးနွေရာသီကာလရောက်ပါက6တန်းဝင်ရေစီတစီကိုငွေကျပ်2000နှုန်းနဲ့ဝယ်ယူသုံးဆဲနေရတယ်လို့သိရပါပါတယ်ခင်ဗျာ